ဆိုင်ဆတဲ့တီထောင်ကလေးကတစ္ဆာရှိခဲ့တဲ့ဝန်ထမ်းကိုတိန့်တထောင်နီးပါးခန့်ရှိရဲ့ကားကြီးကိုလက်ဆောင်ပေးလိုက်တဲ့ဈေးထက်ရွှေဆိုင် အားလုံးပဲမင်္ဂလာပါရှင်။ The Celebrity New Pay ကနေပြန်လည်ကားကျူဆိုလိုက်ပါရင်ဈေးထက်ရွှေဆိုင်ကငလင်ပေးမှာသူမတူအားလူတန်းခဲ့တာကြောင့်လေးစားမှုတွေကိုရခဲ့တဲ့ဆိုင်ကြီးဖြစ်ပါရင် တင်ရက်ကိုလူထောင်ကြီးစတူဒီသားကျွေးခဲ့ပြီးတော့ဆိုင်ရှင်တွေကိုယ်တိုင်လှူအားပေးခဲ့ပါသေးတယ်။ဇွဲထက်ကငလင်းပေးတဲ့ပြည်သူတွေကိုလူတန်းရုံမကပဲဝန်ထမ်းတွေပေါ်မှာလည်းပြန်လည်ဆောက်ရှောက်ကြည့်ရှုတတ်ပေးဆိုင်ခအားကိုရတဲ့ဝန်ထမ်းတယောက်ကိုတင်းထောင်ကြီးဒီမှာတန်ကျင်းရှိတဲ့ဆူဆူကီကားကြီးကိုလက်ဆောင်ပေးလိုက်ပါတယ်။ဦးငယ်လိုခေါ်ကြတဲ့ဒီဦးလေးကတော့ဇဲထက်ရွှေဆိုင်စတင်ဖွင့်လှစ်ကလေးကကောင်းတူစိုးတူနေလာခဲ့သူဖြစ်ပါတယ်။သူမွေးထုတ်ပေးလိုက်တဲ့တပည့်တွေများစွာလည်းရှိပြီးအဲ့တပည့်တွေတောင်မှရာလိုကြီးကြီးမှအလုပ်လုပ်နေကြပါပြီ။ဇဲထက်ရွှေဆိုင်တွေ ်ဦးငယ်ကအလုပ်လုပ်ပေးခဲ့တာ၁၀နှစ်ကျော်သွားပြီဖြစ်ပြီးမိသားစုတွေလိုတောင်မှရင်းနှီးနေပါပြီ။ဒါကြောင့်ဦးငယ်ကိုကွန်ပျူတာအနေနဲ့ဇွဲထက်ရွှေဆိုင်ကတိန်းထောင်ချီနေပါကားကြီးကိုလက်ဆောင်ပေးလိုက်ပါတယ်။ဦးငယ်ကတော့ဒီကားကိုလက်ဆောင်ရမယ်လို့မထင်ထားတာကြောင့်အယံဝမ်းသာနေပါတယ်။ဦးငယ်ကတေချာတင်ပြပေးလို့ဝန်ထမ်းကောင်းတွေလည်းပေါ်ထွက်လာခဲ့ပြီးဆိုင်ခွဲတွေကိုလည်းလေးမြမြန်ဖွင့်လာနိုင်ခဲ့တာပါ။ဇွဲထက်ရွှေဆိုင်ကဦးငယ်ကိုပဲလက်ဆောင်ပေးတာမဟုတ်ဘဲတချံကာလမှလည်းဆိုင်ကဝန်ထမ်းတွေအားလုံးကိုလည်း bonus တွေပေးခဲ့ပါတယ်။ဇွဲထက်ကဆိုင်ခွဲပေါင်း နဲ့ဆိုင်ဖွင့်လှစ်ထားတာဖြစ်ပြီးဆိုင်ခွဲတွေမှာလုံလုံနေသူအားလုံးကိုလီလာပိုင်းတစ်လစာပြေပေးတဲ့ပြင်တရက်စာလိုအားကငွေရဲ့၃ဆကိုလည်းပေးပါသေးတယ်။ဒီလောက်နဲ့မတင်တိမ်သေးပဲနဲ့ဘောနပ်စ်ဖြင့်3000ကိုလည်းဝန်ထမ်းအားလုံးကိုခွဲဝေပေးပြီးတော့ပေးခဲ့တာကြောင့်မလို့အေဗီလာမှာတော့ဇက်ထက်ရွှေဆိုင်ရဲ့ဝန်ထမ်းတွေဟာတယောက်ကိုလစာနေဆုံး၃၅သိန်းထိရသွားကြပါတယ်။အချို့ရွှေဆိုင်တွေကလူအများရှိမှတော့ဝန်ထမ်းတွေကိုကောင်းပြပေးမယ်။ နောက်ကွယ်မှာတော့ခေါင်းပေါ်ဖြတ်တဲ့ကြပါရီဇဲတက်ကတော့ပွေလေးမြေသားမှုရှိအောင်နေထိုင်ပြီးတော့ဝင်းထဲနေကိုလည်းလက်တွဲခေါ်ခဲ့သူပါအောက်ခြေကဝင်းထဲနေတောင်မှသိန်းဆယ်ကြီးဘောနဲ့ရတာကြောင့်ဇဲတက်ကပိုင်ရှင်တထေးတွေကိုကျေစုတင်ခဲ့ပါရီဝင်းထဲလုပ်ကိုအမြဲတမ်းလုပ်နေပေမဲ့လေကိုပိုင်လုပ်ငန်းလေးမှာရှင်းနှီးထားခြင်းတွေအတွက်ငွေရှင်းနှီးရအောင်အများအပြားပေးလိုက်တာပါ ပေါ်နေဝင်မများရတဲ့ဝန်ထမ်းတွေကအချို့ကတော့ရွှေပြောင်းဝယ်ထားကြသလိုအချို့ကလည်းမိဘတွေကိုစေကူပေးနိုင်ခဲ့ပါရီဝန်ထမ်းတွေကိုသားသမီးတွေလိုသဘောထားပြီးတော့ပြန်လည်ကြည့်ရှုတတ်တဲ့ဇွဲထက်ရွှေဆိုင်ရဲ့စိတ်ကူးကိုတော့ချီးကျူးခဲ့ကြပါရီဇွဲထက်ဆိုင်ရွှေနာဆိုင်ကမျိုးရိုးစင်စဲချမ်းသာလာခဲ့တာမဟုတ်ပဲ အချေအနေစူးစမ်းလာခဲ့တာဖြစ်လို့အချေဝန်ထမ်းတွေရဲ့ဘဝကိုစာနဲ့နားလည်ပြီးနိုင်သူဟာဇွဲတဲ့ရွှေဆိုင်ကို2013ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့ရွှေဆိုင်မဖွင့်နိုင်ခင်မှာစာဝတ်နေရေးချက်တဲခဲ့ကြပါပြီ။ဒါကြောင့်ဝန်ထမ်းတွေရဲ့ဘဝကိုနားလည်ပြီးတော့ဝန်ထမ်းလုပ်ကနေထွက်ပြီးကိုယ်ဝန်လုပ်လို့ချင်လေလုပ်လို့ရအောင်ဒါမှမဟုတ်အရင်းအယားအောင် bonus တွေပေးလိုက်တာပါ။ ဘောနဲ့ပေးရုံမကပဲနဲ့အားကိုရတဲ့ဝန်ထမ်းကိုလေကားကြီးနဲ့ဆူချလိုက်တာကြောင့်ဈေးထက်ရွှေဆိုင်မှာအလုလာလုချင်းသူတွေတောင်းမှရှိနေကြပါပြီ။အချို့တွေကဈေးထက်ရွှေဆိုင်ကိုစဲစုနှစ်တစ်ခုကျော်အတွင်းဆိုင်ခွဲတွေဖွင့်နိုင်တာနဲ့ပတ်သက်ပြီးတန်တရားဝင်ကြပါရီ။ဒါပေမဲ့သူတို့ရဲ့စိတ်နေစိတ်ထားနဲ့အလူတန်းကိုကြည့်ပြီးတော့ဆိုင်ခွဲဖွင့်နိုင်တာကိုလေနားလေလက်ခံသွားကြပါတော့ရီ။ပရိသတ်ကြီးရောအလူတန်းတွေရရောပြီးစေတနာကောင်းတဲ့ဈေးထက်ရွှေဆိုင်ကိုသဘောကျရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။